မေမင်္ဂလာပါရှင့်အေဂျီရီကမ္ဘာကျေစွလိုက်ပါတယ်။ကျွန်မကတော့အစီအစဉ်ထိစပ်သူကျူရီပဲဖြစ်ပါတယ်။ယနေ့တက်ဆက်ပြီးမှာကတော့ Trader Bucket ယူထည့်ရိုက်ခူထားတဲ့ Sisla 45ဆိုတဲ့ကျီနိုဖက်ကောင်းတဲ့တောင်ကိုရီးယားဟာသယုတ်ရှင်တကားဖြစ်ပါတယ်။ဆက်လက်အစားမှာတော့တောင်နှင်းမြောက်စစ်ပွဲကနေစတင်ထားပါတယ်။စစ်ပွဲဆိုတာကလည်း Los Pika နဲ့ဖွင့်ထားတဲ့ပြစ်ခတ်တန်းတွေပါ။လက်မင်းရေးဆိုင်တကူကဖွင့်ထားတဲ့ရုပ်မြင်သံကြားအစီအစဉ်ကနေတင်ဆက်နေတဲ့ထိုစစ်ပွဲကိုစစ်တပ်ကစစ်တပ်နဲ့တူလို့လားဆိုပြီးပလိန်နေတဲ့လူနှစ်ယောက်ရှိရာစပွဲပေါ်သူဆိုင်ကဝန်တမ်းမလေးကထိလက်မှတ်လေးတစ်စောင်တင်ပြီးတော့ပါတယ်။ ဆန်သူလူတွေပြန်သွားတဲ့အခါမှာဆိုင်ရှင်ကအမိုက်တွေပြီးထီလက်မှတ်လေးပါအမိုက်ပုံးနဲ့ပါသွားပါတယ်။အမိုက်ပုံးနဲ့ရောက်သွားတဲ့ထီလက်မှတ်လေးကဟိုကက်ဒီကက်ဟိုလူတွေလှည့်နေပုံမမလာတဲ့ကားမှာကပ်ပါသွားပြီးခွေးစကားနာလေတဲ့ပတ်ချုံစီကိုလွင့်သွားပါတယ်။သူကလည်းပျော်ပျော်ကြီးကောက်ထားပါတယ်။ချုံတို့ရောရဲဘော်တွေရှင်မနောက်နှစ်တော့ပြီးအမျိုးသားတွေခံမပြနေစီ။ဒီကောင်တွေလွန်းလစ်တော့ဘာလို့နေရလဲဆိုပြီးစီနီယာရောက်လာတော့မှငြိမ်သွားကြပါတယ်။စီနီယာလက်လျော်ချုံကိုကျူးထုတ်ပြီးတီးပူဖြစ်ပါတယ်။ လိုင်းကပြောင်းဝင်ရလို့ remote ကိုဖိနေတောင်ရိုက်လိုက်သေးတာပါမရတဲ့အစိုးလာနေတာပဲကြည့်လိုက်တာထင်းသမတ်တွေကိုတရော်ထုတ်လိုက်နေတာမြင်တော့သူ့လက်ထဲရောက်လာတဲ့ထင်းသမတ်ကိုထုတ်ပြီးတိုက်ပါတယ်ချိုးကထင်းသမတ်တွေကိုစိတ်ဝင်တစားတိုက်နေပါတယ်ဆိုမှဘုံဘူးကဝင်လာပြီးအလိုက်မသိ TV ကိုပိတ်လိုက်လို့ချိုးကဘုံဘူးကိုစိတ်ဆူဆူနဲ့ပါချပြီး TV ကိုပြန်ဝင်ကြည့်လိုက်တာထိပေါက်သွားလို့အပျော်လွန်ပြီးလဲကျသွားပါတယ်ထမေစားခန့်မှာလည်းတရော်ထဲထိုင်နေလို့ဟာဒီကောင်ယူမြတ်သွားလားဆိုတဲ့အကြိမ်နဲ့ကြည့်နေကြပါတယ်ချိုးကတော့ တန်း9800တောင်ရမယ်ထိလိုက်မဲ့ကိုမှတ်တမ်းတင်လိုက်ပါသေးတယ်။အတန်လွှင့်ခံမှာမြောက်ပိုင်းကတက်ချက်မလေးအတန်လွှင့်နေတာကိုတော့ဝင်နောက်ရှက်လိုက်သေးတာပါ။သူ့တယောက်ကတော့တထဲလို့ပြုတ်နေထိုင်ပြီးစားတွေပါဖတ်နေတာပါ။စားဖတ်နေရင်ကစုံမတော်လေးကမိုးလိုက်လို့ရစတယ်လို့ပဲ။သူ့ထိလိုက်မလေးဟာလွင့်ပြီးလေယုံစီးကမြောက်ပိုင်းကတက်ချက်ရုံးဟုန်လက်ထဲကိုရောက်သွားပါတယ်။ရုံးဟုန်နဲ့သူ့တငယ်ချင်းကိုရှာကြည့်လိုက်တာ။တောင်ပိုင်းကပထမဆုံးပေါက်ထားတဲ့ထိလက်မှန်မှန်တိတ်သွားပါတယ်။ ချုံကတော့ညကိစ္စအမှာကိုမဆောက်ပဲတန်ဆူကျွတ်တိုင်းအောက်ကနေမြေကြီးကျွတ်တွေတူးပြီးထိလက်မရှောင်ဖို့တော့ထွက်ပါတယ်။ထိလက်မကိုရှာမတွေ့လို့စိတ်ပေါက်နေချိန်မှာတစ်ဖက်ကရုံဟုံကထွက်လာပါတယ်။ရုံဟုံရှိကထိလက်မကိုတွေ့တော့ငါမကောင်းကောင်းလေးဖြစ်ပြီလို့တွေးတော့ရှိသေးရုံဟုံကထိလက်မမပေးပဲအပိတ်ယူလှုပ်သွားပါတယ်။ကိစ္စရမယ်ရက်မှာပြန်တွေ့ကြမယ်လို့ပြောသွားတာပါ။မင်းရဲ့ရောက်တော့ကျွေးတွေတူပြီးစိမဲ့သုံးကိုသွားတာကြောင့်ပုံမှုရုံခံရောက်သွားပါတယ် ပုံမူကရှုံကိုဒီကောင်ကောက်သွားလားမသိစိတ်ဝင်တယ်မဲ့တကယ်ကဖြစ်နေလို့မတတ်နိုင်တဲ့အစုံထိလက်မဲ့အကြောင်းပြပြလိုက်ပါတယ်။ဒါပေမဲ့ပုံမူကမယုံပါဘူး။သူမတတ်နေထားတဲ့ပုံပြမှယုံသွားပါတယ်။သူတို့နဲ့အိုးထိလက်မဲ့အကြောင်းပြောနေတော့မှာပဲတက်ကြွတော့ဦးဝင်လာနဲ့တိုးပါတယ်။အဲ့ဒီလိုနဲ့၃ယောက်သားခေါင်းချင်းဆိုင်ပြီးပုံမူကဒီလက်ဝက်ချက်ကိုတင်ရန်ကုန်ထိယူသွားမယ်လို့ဆိုပါတယ်။ဒီလိုနဲ့သူတို့ချိန်ထားတဲ့ရဲ့ရောက်တော့ချုံကရုံးဟိုခြင်းထက်ပါတယ်။ အကေပါရဲ့ယုံဟုကြောင့်ညင်နိုင်မှုကမအောင်မြင်ပါဘူးအပြမယုံဟုကကင်းနောက်ပူမှုနဲ့ပပင်တိုးပါတယ်တရှူလာပါလိုက်ညာလာနဲ့တနက်နဲ့ပါချိန်ထားတာကြောင့်ထီလက်မှတ်ကိစ္စပြောလိုက်ရပါတယ်အတန်လွင့်ထဏာရဲ့နိုင်မြောက်ဝဲမှာယုံဟုတို့ဘက်ကလူတို့ရောက်ပေါင်းပြီးအခရာတွေဖန်ပြီးပြနေကြပါတယ်ထိုအခရာတွေကိုချုံဟုကတခြားစဉ်းစားနေတော့မှာကျန်တဲ့ယောက်ကပုတ်ခရာတွေပြောနေကြပါတယ်ညာကောင်းတဲ့ချုံဟုတရားအဖြေရှာတွေ့သွားပါပြီ သူတို့တွေထိလက်မှတ်အတွက်ညှိနှိုင်းမယ်လှစ်ဝက်နေရပဲဖြစ်ပါတယ်ဒီလိုလဲချုံတို့အဲ့နေရာကိုတွားကြပါတယ်ရုံတို့ကတော့ရောက်နေနေပါပြီသူတို့တွေညှိနှိုင်းကြရမအောင်မြင်လို့ခဏနားပြီးကိုအဖွဲလေးကိုတိုင်ပင်ကြပါတယ်ချုံတို့ဘက်ကရုံတို့ကိုရင်းထည့်ပါတယ်ဒီတစ်ခါမှလဲရုံကိုအကင်းပါသွားပါတယ်ဘိုးနှစ်ယောက်လုံးကထိလက်မှတ်ကိုလူဖို့ကင်ထားကြပါမယ်ပြင်မှာကြောက်လို့ပြန်ရလွတ်ကြလိုက်စေမိပြတ်သွားပါတယ်အမောင်တွေမှမမြင်မဆန်းနဲ့ထိလက်မှတ်ကိုဝုံလိုက်ကြပြီးရှာနေကြတာပါ ေးပြလာတယ်နဲ့စစ်တောက်တယောက်ရောက်လာတော့မှသူတို့ညီနိုင်မှုကအောင်မြင်သွားပါတယ်။စုချင်းဝင်ထုံနေစဉ်အတွင်းတစ်ဖက်စီမှာတယောက်စီလူချင်းလဲထားမှာပါ။တော်ဝိုက်အဖွဲ့ကစုံစစ်သိကသာပြီးတွားမယ်လူကိုရွေးပါတယ်။သူများကိုပဲချင်းချက်ဖို့တွေးနေတဲ့ချုံတယောက်ဂျင်းရောစပလီပါအထက်ခံလိုက်ရပါတယ်။ဒီလိုနဲ့တွားမယ်လူဟာချုံဖြစ်ပြီးမြဝိုင်းမှာတော့ရုံးဖို့ဖြစ်ပါတယ်။အဲ့လိုနဲ့6ယောက်သားဟာသူတို့ရဲ့အလက်ဝတ်နေရာမှာပဲလူချင်းပြောက်ပွဲလေးလုပ်ကြပါတယ်။ မြဝိုင်းကအချွေဘူးကြီးတည်လာပြီးတောက်ပိုက်ကအရသာရှိအစားတောက်တွေယူလာပါတယ်။မြဝိုင်းကတရက်ကကနေစီပုံမိုးကရုတ်တရက်နဲ့ထပြီးမိပါလုံးနေရလဲ။ဒီကောင်တော်တော်ရဲတည်နေပါလားပြောပြီးတရှိဖွေခိုင်ကသူ့ပါကနေပါတယ်။သူတို့တွေဟာစကားချင်းဖလှယ်ကြရင်ရင်းနှီးသွားကြပါတယ်။ယောဟုကတော့ဘိုင်းမှာအစားတော့ကောင်းတွေကိုအငမ်းမရစားနေရပါပဲလို့ချွန်းကတော့ပြည့်ထန်တဲ့လေ့ကျင့်ရည်တွေကိုကြည်ပြီးလက်နေရပါတယ် ကြည့်နေရောမဟုတ်ပဲသူ့ကိုပါထွက်ပြီးလေ့ကျင့်ခိုင်းစဉ်ဘူးဘူးရောက်လာပြီးသူ့ကိုမွေးမြူရေးချမ်းမှာတာဝန်ပေးထားတယ်လို့ပြောမှချုံလည်းအသက်ရှူချောင်းသွားပါတယ်။တဝိုင်းကကြံခဲ့တဲ့ဘူးဘူးနဲ့ရဲဘော်ကတော့စုငွေထုတ်ဖို့ကြံနေရပါတယ်။စစ်မှုထမ်းဆောင်နေတဲ့အတွက်ထိခိုက်မှုမရှိအပြင်ထွက်လို့မရပါဘူး။ဒါကြောင့်ရဲဘော်ရဲ့လက်ကိုကျွအောင်လုပ်ပြီးထွက်ရပါတယ်။ထိလက်မပြောင်းပါဆိုလို့စိတ်ချရအောင်ဘူးဘူးကအတွင်းကပေါင်းပြီးရဲ့ရှေ့တဲ့မှာအိတ်ကထည့်ပေးထားပါတယ်။ချစ်တွေပဲဒီဟာတမပေါက်ဘူးဆိုလို့ဆရာကြီးရှုံးကိုတားဖောက်ပေးလိုက်တာ တင်ရဲ့ထဲနဲ့ဥရရောအကောင်တွေမှာပေါက်လာပါတယ်။ရုံးဟိုဘက်မှာလည်းမိုင်းနေမိထားတဲ့ရဲဘော်ကိုရုံးဟိုကကဲလိုက်ပါတယ်။မိုင်းကသူတို့မြောက်ဘက်ကဆင်ထားတာဖြစ်တာကြောင့်မို့အလွယ်လေးဖြည့်ရှင်းလိုက်နိုင်တာပါ။အဲ့လိုကြောင့်သူတို့ပိုကြီးတွေမျက်စိကြလာပါတယ်။ချုံကိုပိုကြီးကလိုအပ်နေတာဒီလိုမျိုးရဲဘော်ဆိုပြီးတော့ဖြောင်ရဲကအုတ်ချုပ်ရေးအကြောင်းကိုပို့ဖို့လုပ်ပါတယ်။ဖြောင်ရဲကိုမတော်ရအောင်ရှိရဲ့စိတ်ကားတဲ့စီကိုမောင်းမရအောင်ဟိုပြုတ်ဒီပြုတ်လောက်တာဝီးအီဆိုမောင်းထွက်သွားပါတယ် ချို့တယောက်အိမ်ပြန်ရှင်နဲ့အိမ်ပြန်ရှင်နဲ့ဆိုပြီးကလေးတယောက်လိုပြောနေပါတယ်။ဖိုးဖိုးကမိဘလိုဥအောင်လို့လဲကွာ။ပို့တာကောင်းပေမဲ့သူတို့အတွက်တော့ကောင်းမနေတာအသေးချပါ။ရုံးဟိုဘက်မှာလည်းပူကြီးကလာတွေ့စီအကုန်လေးပြေးကြပြီမဲ့သူကတော့အဆမပြတ်ပါ။အားရပါရစားနေတာပဲပမာနေတာလည်းမီးတော့ဟမ်ဘရူဆိုပြီးဖြေလိုက်တာ။နိုင်ငံခြားမှာအေးစိနေလို့ရတာကိုမနေပဲဒီမှာစစ်မှုလာထမ်းနေတဲ့အထင်းနဲ့ငါချန်နေတဲ့စံပြတက်တာဒီမှာပဲ။ချမစကားပြပြပါအောင်လို့ဆိုတယ် အခောက်တရာလောက်ကြည့်ပြီးရုပ်ရှင်တွေကအလွတ်ရနေတဲ့ဂျာမန်စကားတွေကိုရွတ်ပြပါတယ်။ဘဒူးမှနားမလည်နေပါဘူး။အဲ့လိုနဲ့ပုံမှုကတစ်တလူနဲ့ဘာသာပြန်ပြီးတာပုံချင်းနဲ့တသားတွေဝါသာမြင့်ကြီးကြသွားကြပါတယ်။ချုံကတော့ဂုံရုပ်ပန်းစီလေးကိုဆုပြီးဖြောင်ရွက်ကိုပို့ဖို့ကားပေါ်မှာမျက်နှာငယ်လေးနဲ့ပါသွားပါတယ်။ကံကောင်းရှင်တော့တကြက်မှလေးရုတ်ဟီရဲ့အကူငင်းကြောင့်မသွားရတော့ပါဘူး။ရုတ်ဟီကရုတ်ဟုတ်ရဲ့ညီမလေးပဲဖြစ်ပါတယ်။ရုတ်ဟုတ်ပြပြထားလို့ထိလက်မှတ်ကိစ္စကိုတီးပြီးကုညီပေးရှင်ပါ။ သူတို့တို့ဥယင်လေးသွားပြီးစကားတွေပြောနေကြစီယူရင်ကတခုလောက်မေးလို့ရမလားလင်လေကောင်ဆိုတဲ့အကောင်တိလားဟဲ့ကောင်ကအတော်လေးတွေတော့ဝင်းနောက်ရှက်တာတွေ့လို့ကတော့ခြေလက်တွေချိုးပြီးတော့မျက်လုံးကိုထိုးပေါက်လိုက်မယ်ပြောတော့ချို့ရင်နဲ့ပန်းတွေပွင့်သွားပါတယ်နှာဘူးကောင်ပူပူကပြောဆက်စကားရှိရဲဆိုပြီးယူဟီကိုခေါ်ပြီးကြီးတတဲ့တွေလောက်ပါတယ်ယူဟီလည်းပြောဆက်စကားမရှိတော့ဘူးမို့ပြန်တော့မလို့ထားရလိုက်ချိန်မှာနှာဘူးကောင်ပူပူကခုံမော်ကိုဆွဲလိုက်လိုက်ပါတယ်ထိုးပစ္စည်းကိုချို့ကမြင်ပြီးတော့တွားကဲမို့လောက်ပါတယ် ရွှေရီကရုပ်ရှင်တွေတော့မင်းကလေးတွေဒီလိုပြစ်လာရင်မင်းကလေးလဲကျသွားတယ်မလားရုပ်ရှင်နဲ့လက်တွေ့ကမတူဘူးလို့ပြောပြီးချက်ပလဝါးတွေကျွေးပါတယ်ငါ့ကိုလာကစားရတယ်ပေါ့ထက်ပုတ်တိုးနေတဲ့အရှင်ကိုပြေးပေးမယ်ဆိုပြီးစစ်မှတ်တောင်းတကွက်ပါထက်ကျွေးလိုက်တာနှာဖို့ကောင်ပုံမှောက်သွားပါတယ်ချို့ရောက်လာတော့ကြောင်တောင်လေးနဲ့ရက်ချင်နေပါတယ်မှောက်သွားတဲ့နှာဖို့ကောင်ပုံကချို့ကိုမြင်ပြီးဒီကောင်မမြင်ဘူးပါဘူးဆိုပြီးမတင်ခါဖြစ်ကစစ်တန်းနေစစ်ပါတော့တယ်ချို့ကိုခေါ်ပြီးစစ်စစ်မြင်မြတ်ပါတယ် ထို့အချိန်မှာရုံးဟီပါရောက်လာပြီးချုံကိုနှာဘူးကောင်ပုံမှုရဲ့ရှိမှာဟန်ဆောင်ရဲပြပါတယ်။နှာဘူးကောင်ပုံမှုကဝင်သားတော့သူ့ကိုပါရွေ့ရဲလိုက်တာထောက်မောက်သွားပါတယ်။ထို့အချိန်မှာပုံမှုပါရောက်လာပြီးအချိန်နဲ့မဟန်တော့တာကြောင့်သူတို့ကိုတောင်ပိုက်ကိုထွက်ပြေးခိုင်းပါတယ်။နှာဘူးကောင်ပုံမှုကပုံမှုကိုအမှုန့်သိပြီးချုံလိုနာကိုလိုက်ပါတယ်။စူချင်းကိုတောထွက်တဲ့ရဲဘော်ကကော်မော်လေးတွေရဲ့ရှိမှာထီလမတ်ထဲတာနေရာကိုတကယ်ကြယ်လောက်တာကြောင့်နှာဘူးကောင်အမိသွေးပြီးသူ့ပုံလေးစူချင်းမှာပြန်သွားပါတယ်။စူချင်းကိုထုတ်ဖို့ဘက်ကိုရောက်တော့ နောက်ဘူးကောင်ဆိုပြီးရဲကလိုက်ဖမ်းလို့ထွက်ပြေးရပါတယ်။ကဲကောင်းချင်တော့လူတယောက်အကူကြီးနဲ့စူရင်ငွေထုတ်ပြီးပြန်သွားနိုင်ခဲ့ပါတယ်။သူတို့တွေအကုန်လျှို့ဝှက်နေရမှာဆုံရပါတယ်။နောက်ဘူးကောင်ဘူးဘူးကလည်းသူတို့ရှိရာကိုရောက်လာပါတယ်။ပတ်စံတွေကိုတွေ့ပြီးအပိုင်တိတ်မှုကျဲတုံးမှာတောင်းဝက်တကောင်ကပတ်စံထုတ်ကိုသူ့ကလေးအထင်းနဲ့ခြိသွားပါတယ်။နောက်ဘူးကောင်ဘူးဘူးကလည်းနောက်ကနေလိုက်သွားတာကြောင့်မိုင်းနေပြီးရှော့သွားပါတယ်။ဝက်ကပတ်စံတွေအကုန်ခြိသွားတော့အကုန်လုံးငါးပါးမဟုတ်ဘူးလို့ထင်လိုက်ပါတယ်။စူရင်ငွေထုတ်လာတဲ့ရဲဘော်ကတန်းလျာကိုသူ့အိမ်ကြီးထဲမှာတိတ်ထားတာပါ။ အဲ့ဒါကိုသူကထုတ်ပြီးတော့အကောင်လို့ပြောစရာအခိုက်အတန့်လေးဖြစ်သွားပါတယ်။တန်း9000ခန်းရမှာတန်း၄00သာရလိုက်ပေးမယ်။သူတို့အတွက်တော့နေရပမာဏဟုတ်မနေပါဘူး။ထိုတန်း၄00ကိုပျော်ရွှင်စွာခွဲဝေယူကြကချုံနဲ့ရဟုံလဲနေရပြပြောင်းရင်အဆုံးသက်သွားပါတယ်ရှင်။နားစစ်ပေးကြတဲ့တဦးကြီးစီကိုကျေးဇူးတင်ပါတယ်ရှင့်။နောက်ဘက်တွင်မှာလည်းဆက်လက်ကောင်းနေတဲ့အတူပြန်တွေ့ကြပါမယ်နော်။